ဒီနေ့ကတော့ဖြိုးတို့အိမ်တက်အလှူတော်ကကျွေးတယ်ပချူမောက်လုံးနီလေးကိုတင်ဆက်ပေးလိုက်ပါရရှင်တွဲဘလော့လေးအဆုံးဖြတ်ပေးကြပါအောင်ရှင်အားလုံးမင်္ဂလာပါရှင်ဖြိုးရဲ့ page ကနေတင်လဲကြိုးလိုက်ပါတယ်ဒီနေ့ကတော့ဖြိုးကောက်ငင်ပရှူလေးလုံးပါပေါ့နော်ကောက်ငင်ပရှူလုံးဖို့အတွက်အရင်ဆုံး2နာရီလောက်ကြိုပြီးစိန်ထားတဲ့ကောက်ငင်လေးတွေကိုရေဆေးပေးပါမယ်ကောက်ငင်လေးတွေကိုနူးအောင်လို့ဖြိုးကကြိုပြီးရေဆိန်ထားရမှာပေါ့နော် ကဲအခုရေသေချာဆေးပြီးရင်တော့ဖြိုးတို့ကောက်ညင်လေးတွေကိုပေါင်းဝေးပါမယ်။ဖြိုးတော့ဒီပေါင်းချောင်အိုးနဲ့ပေါင်းတာပေါ့နော်။ပေါင်းချောင်အိုးနဲ့ပေါင်းတဲ့အခါကျလို့ရှိရင်ဘေးနားနေလေလုံအောင်လို့ဖြိုးကရေစိုဝက်လေးနဲ့အခုလိုပဲပတ်ပေးပါတယ်။ကဲကောက်ညင်ကိုစပြီးတော့ပေါင်းတော့ပါမယ်။ကောက်ညင်ပေါင်းတဲ့အခါသတိထားမှာကလေဖြိုးတို့ဒါခဏခဏလေးဖြွင့်ကြည့်ပြီးတော့အထက်အောက်လှန်ပေးပြီးလို့ရှိရင်ရေလေးတွေတောက်ပေးရမယ်နော်။ ကောက်ညင်ပရှုလုပ်တဲ့အခါမှာဒီကောက်ညင်ပေါင်းတဲ့နေရာအဓိကအသက်ပဲတည်လာကောက်ညင်ပေါင်းတဲ့နေရာမှာနည်းနည်းမမာလေးဆိုရှင်ဒါပရှုလုပ်တဲ့အခါပို့ပြီးတော့စောက်ကောက်တာပေါ့နော်ဒါကြောင့်မို့ရေလေးဖြန်းတဲ့အခါကြလို့ရှင်လည်းတအားများွားလို့မရအောင်နော်ကဲအခုဆိုလို့ရှင်ဖြိုး၃လေးခါလောက်ကောက်ညင်လေးတွေကိုအထောက်လှမ်းပြီးရင်တော့ကောက်ညင်ပေါင်းလေးရပြီပေါ့နော်ကဲကောက်ညင်ပေါင်းလေးရပြီဆိုရင်တော့ကောက်ညင်လေးတွေကိုအေးခံထားလိုက်ပါတော့မယ် ကဲကောင်းရင်ရပြီဆိုရင် ဖြိုးလို့စပြီးတော့ပချူမော့စလုပ်လို့ရပြီပေါ့နော်ကဲအရင်ဆုံးဖြိုးရတာအုံသီးညှစ်ထားတာလေးကိုထည့်လိုက်ပါတယ်ပြီးရင် ready made အုံလို့ကိုလည်းနှစ်ဘူးသုံးတယ်ကောင်းရင်နှစ်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့တကြားကိုတပိတ်တာခွဲထည့်လိုက်ပါတယ်ကဲပြီးရင်တကြားနဲ့အုံလို့လေးတွေကိုအရင်ဆုံးဖြိုးရကြိုပေးပါတယ် ကဲတကြားလေးလေးအရေးပြောလာပြီးအုံတို့လေးလည်းဆူလာပြီးဆိုရင်တော့ဖြိုးကိုကောက်ညင်လေးတွေစားထည့်လို့ရပြီပေါ့နော်။ကဲဖြိုးခုနကအေးအေးခန့်ထားတဲ့ကောက်ညင်လေးတွေကိုခတ်ထည့်လိုက်ပါဦးမယ်။ကောက်ညင်လေးတွေကလေပရစ်ဥလေးတွေလိုပဲတည်လားလှနေရောပဲ။ပရှုမောက်ထိုးတဲ့အခါကျလို့ရှိရင်ကောက်ညင်လေးကကောင်းလို့ရှိရင်လေအရန်စားကောက်နိုင်အကယ်၍ကောက်ညင်မှာစံကျင်လေးပါတွေပါသွားလို့ရှိရင်စိတ်ညစ်ဖို့အရန်ကောင်းတာပဲတည်လား။ကဲအခုကတော့ဒါဖြိုးကောက်ညင်လေးတွေကိုအုံတို့နဲ့တကြားကြိုထားတဲ့ထည့်ကိုထည့်ပြီးတော့တခါတည်းမှွေပေးပါတော့မယ်။ တို့တော့ကအုံနှုံးညှင်းတဲ့အခါမှာစားလေးနည်းနည်းထည့်ထားတဲ့အတွက်ကြောင့်မလို့စားမထည့်တော့ဘူးပေါ့နော်အကယ်၍ကိုက ready made အုံနှုံးနဲ့ပဲလုပ်မယ်ဆိုလို့ရှိရင်တော့စားလေးနည်းနည်းထည့်ပြရတယ်နော်ကဲတဖြည်းဖြည်းနဲ့မှုရင်းမှုရင်းနဲ့စီးလာပါပြီကဲကောက်ညင်ပစူထိုးရင်းနဲ့တဖြည်းဖြည်းစီးလာပြီဆိုရင်ဖြိုးတို့စီလေးထည့်ပေးပါမယ်စီရတော့ဖြိုးတို့အနည်းဆုံး20သားလောက်တော့ထည့်ပြရတယ်နော်စီလေးထည့်ပေးမှာထိုးရတာပို့ပြီးတော့စီစီပပိုင်လေးနဲ့ထိုးလို့လည်းကောင်းတယ်နော် ကဲအနည်းဆုံးဒါပြုလို့45မိနစ်လောက်လေးဒါမှွေပေးရတယ်နော်ကဲအရှိပါရှိမှွေပြီးွားပြီကောက်မြင်လေးလည်းစစ်စစ်ပပိုင်လေးရလာပြီဆိုလို့ရှင်တော့တို့ဘန်းလေးတဲကိုထည့်လို့ရပါပြီခိုးွားတော့ကောက်မြင်နှက်ပြီဆိုတော့လေဘန်းကြီးတစ်ဘန်းနဲ့ဘန်းလေးတစ်ဘန်းရရပြီကဲကောက်မြင်လေးတွေထည့်လိုက်ပါမယ်ပြီးရင်တော့အပေါ်ကနေတို့မျက်နှာပြင်လေးညီအောင်လို့ဇွန်လေးနဲ့အခုလိုပဲလုပ်ပြရပါမယ် အကယ်၍အိမ်မှာအာဗန်တွေပါတယ်ရှိရဆိုလို့ရှိရင်တော့သူအာဗန်နဲ့ဖုတ်လို့ရတာပေါ့နော်သူကကြတော့ဒါရှေ့လူကြီးတွေလုံးတဲ့မုန်းစတိုင်ဆိုတော့လေအရင်ဆုံးကောင်းမြင်လေးတွေပေါ်မှာအုံနို့လေးစမ်းတယ်ပြီးရင်ဘိန်းစစ်လေးခူပြီးတော့အပေါ်မီအောက်မီနဲ့ပြန်ဖုတ်ပေးတာပေါ့နော်ဒီအုံနို့ကိုကြတော့လေသူကအုံနို့ဥယျကိုတုံးလာတာနော်အုံနို့ဥယျဆိုတာကလေအုံနို့ကိုရေလုံးဝမထည့်ပဲနဲ့ညှစ်ထားတဲ့အုံနို့ဥယျကိုပြောတာပေါ့နော်ကဲပြီးရင်တော့ဖြိုးတို့အပေါ်မီလေးနဲ့မုတ်လေးတွေကိုဖုတ်ပေးပါမယ် မီးဖုတ်တဲ့ခါကြလို့ရှိရင်လည်းလေပညာသားပါရတဲ့ကီလာတနေရာရဲမီးတွေတင်လာမယ်ဆိုရင်အောက်ကဒါတူဝါတက်တာပေါ့နော်အဲ့လိုမလုပ်ပဲနဲ့တစ်ဖက်ချင်းစီကိုဖြိုးလို့ဒါပြောင်ပြောင်ပြီးရွှေ့ပေးရမယ်နော်ပြီးရင်တော့ဆီလေးနည်းနည်းထည့်ထားပေးပါတယ်မီးလေးတွေတဖြည်းဖြည်းနဲ့ဟိုဘက်ဒီဘက်ညီအောင်လို့တို့လုပ်ပေးလိုက်ပါတယ် ။ကြည့်ခုဆိုလို့ရှိရင်အရန်လှပြီးစားလို့ကောင်းတယ်ဖြွယ်ကောင်းရင်ပျူလေးရသားပါပြီ။လိုက်ပြီးတော့လှုပ်စားကြည့်ကြအောင်နော်။ကြည့်ဖြွယ်ဘလို့တော့ဒီမှာပဲလိုက်ပါတော့မယ်။နောက်ဘလို့ကြလို့ရှိရင်လည်းဖြွယ်ဘာလေးချက်ပြရင်ဘာလေးစားပြအောင်မလဲဆိုတာစောင့်မျှော်ရှိရှိပေးကြပါအောင်ရှင်။တတား။